ချန်ပီယံလိပွဲစဉ်၅ချဲစီနဲ့ဘာစီလိုနာမင်္ဂလာပါဗျကိုခိုင်းစတဖုတ်ဘောရှူအနေကျိုးသွားရဲကျွန်တော်ကိုခတ်မှာချန်ပီယံလိပွဲစဉ်၅ရဲ့ချဲစီပရိသတ်တွေအတွက်ရင်ခုန်စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်လာမယ်အင်္ဂါည၂နာရီခွဲမှာရှင်ပြိုင်ရသားမယ် Chelsea နဲ့ Barcelona တို့ရဲ့ပွဲကြိုသုံးသပ်ချက်ကိုလုတ်သွားကြပါတယ်။တကယ်တော့အပိုင်းနှစ်ပိုင်းခွဲပြီးတော့လုတ်ပေးကြတာဒါပေမဲ့ Premier League ပွဲနဲ့တိုက်နေတဲ့အတွက်ကြောင့်ကျွန်တော်ဒီပိုင်းနဲ့ပဲလုတ်ပေးလိုက်ပါတယ်။ပြောရတဲ့စကားတွေကတော့အများကြီးပဲဗျ။အဓိကတော့ Chelsea ပြိသက်တွေဆိုရင် Barcelona အပေါ်မှာစိတ်ခံစားချက်တွေအများကြီးရှိနေမယ်။ကျောင်းတော်ကရန်စတမိုင်းရန်ကျွေးဆိုတာဘယ်တော့အခါမှမပြောက်ထားလို့ကောင်းတဲ့အရာတွေမဟုတ်ဘူး။နောက်ပိုင်းခင်မှာ Chelsea ကိုအားပေးရင်တော့ဒီခံစားချက်တွေကိုသိချင်မှတော့သိလိမ့်မယ်။သို့တော့ဟိုးရင်ကတည်းက Chelsea ကိုအားပေးလာတဲ့ညီကောင်မတွေကတော့ ်ဘာစလိုနာနဲ့ပတ်သက်ရင်ကျွန်တော်တို့စိတ်ထဲမှာခိုးလို့ခုလူခံစားချက်လေးတွေကတော့ရနေမှာပါကျွန်တော်မမေ့တယ်ချက်စီးတင်းရဲ့ generation အဆက်ဆက်မှာဘာစလိုနာရဲ့အကောင်းဆုံး prime နဲ့ချိန်ကိုရင်ဆိုင်ခဲ့ရဘူးတယ်မော်ရီညိုတို့လက်ထက်မှာတော့ဒါဒါမီယန်ဒက်ဖ်တို့ဒီဒီယာဒရောဘာတို့ပထမခစ်ပေါ့နော်ရိုမန်ရဲ့ပထမခစ်ဦးမှာဘာစလိုနာရဲ့ရိုနယ်ဒီညိုဆမ်ယူအီတိုရာဖဲလ်မာကွတ်စ်တို့ရဲ့ခစ်နဲ့ကျွန်တော်ထိတ်တဲ့ရင်ဆိုင်ခဲ့ရတယ်အဲ့ဒီရင်ဆိုင်မှုတွေတော့လည်းတသိန်းနဲ့တသိန်းကအပြန့်အလှန်ပဲ ။များသောအားဖြင့်ဘာစလိုနာကကျွန်တော်တို့ရဲ့အပေါ်အသင်းဖြစ်ကစားရဲပေါ့။သူတို့ရဲ့အကောင်းဆုံး pride နှစ်ချိန်လုံးမှာ Chelsea ရဲ့အပေါ်စီးရမယ်ကစားခဲ့တာ။အဲ့လိုမျိုးကစားတာတော့မှကျွန်တော် Chelsea စိတ်တဲ့ဘိုင်းကိုအခြေပြုပြီးတော့ဘာစလိုနာကိုအနိုင်ယူကြော်ဖြတ်ခဲ့တဲ့အစဉ်လာတွေရှိတယ်။ကျွန်တော်တို့ကလည်းအဲ့ခေတ်အခါမှာ Chelsea ကိုအဲ့ဒီစိတ်တဲ့ဘိုင်းအကြောင်းကြိုက်တာ။လီယိုမက်ဆီရဲ့ချန်ပီယံလိမှာပြိတ္တအားလုံးသတိထားမိစေတဲ့ပွဲကလည်းအဲ့ဒီချယ်ဆီနဲ့တွေ့တဲ့ပွဲပဲဒေဟော်နိုတို့ရော်ဘင်တို့ယူတာစိမ့်နှုတ်ရောင်ဂျာစီနဲ့ကန်တဲ့နှစ်ပေါ်ဗျာ ဲ့တကြောင့်တမိုင်းစင်ဆက်ဒီနေ့တင်းရဲ့ပြိုင်ဆိုင်မှုတွေကခါးသီးခဲ့တယ်နောက်ဆုံး Ramirez ရဲ့နော်ဂိုဒမာဗီဒဗက်ဒက်စ်ကိုချစ်သွားတဲ့ twin goal kick ကိုတော့အားလုံးမှတ်မိမယ်လို့ထင်တယ်။အဲတော့ကျွန်တော်တို့ Champion League ရခဲ့တဲ့ဒီမာဒီယိုနဲ့ kick ပေါ့။အဲ့ဒီမတိုင်ခင်တော့ကလည်းဒီဒီယာ Drobar တို့ Michael Ballack တို့ရေးလေပေါက်ကွဲခဲ့တဲ့ဒီကွက်လက်တိုင်းကဒုံးရဲ့ controversial ဖြစ်ရတဲ့နဲ့ထိတ်တဲတွစ်ဆုံခဲ့တဲ့အခြေအနေမျိုးတွေလည်းရှိတယ်။အဲ့တို့ကြောင့် ပရီးမီးယားလိမှာခါသီးပြိုင်ပွဲမန်ချက်စတာယူနိုက်တက်ဆိုရင်ချန်ပီယံလိမှာခါသီးပြိုင်ပွဲဘာစလိုနာဗျကျွန်တော်တို့ဒီပွဲစဉ်ဟာပါမန်ပွဲတစ်ပွဲတစ်ခုကိုအရေးပါတယ်ပွင့်လင်းပြောတော့ဒီပွဲမှာချယ်ဆီရဲ့ဘယ်ကစားသမားတွေဘလို့ပါတယ်နီးပြအန်ဒိုမာရက်စ်ကဘာကြောင့်ကျွန်တော်စိတ်ဝင်စားဘာစလိုနာကိုမရှုံးဖို့အရေးကြီးတယ်အဲ့ဒါနံပါတ်1အချက်ပဲဂွန်သိခါပိုင်းကအရန်ကိုအရေးပါတယ်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်โอเคတခြားသော key points တွေကိုကျွန်တော်ဆက်လက်လေ့လာကြည့်အောင် Chelsea တိဒီပွဲပြင် Arsenal နဲ့ကစားဖို့ရှိတယ်။ဒါပေမဲ့ Elmaris ကတော့ဒီပွဲကိုပဲအဓိကရှိွေးထားတယ်လို့ကျွန်တော် Burnley နဲ့ပွဲကိုကြည့်ရင်းနဲ့ကောက်ချက်ချမိတယ်။ Bro စဉ်းစားကြည့်လိုက် Burnley နဲ့ပွဲဒီ Chelsea အတွက်အရေးမပါတဲ့ပွဲမဟုတ်ဘူး။ EP ရဲ့ပွဲစဉ်အရေးပါတယ်။ Burnley ကို tough mode မှာတွားပြီးတော့ကစားရတာ။တိုးတော့ပွဲထွက်လူစင်းကိုကြည့်ကြည့်အချက်စီပရိသတ်တွေကလန့်နေပြီ။ဘာတွေထုတ်လာရတဲ့ဒီပုံစံကြီးနဲ့အဆင်ပြေပါမလားဘာညာ။သို့တော့ရအောင်ကစားသွားတယ်။ အသင်းရဲ့အဓိကကစားသမားတွေကိုအနာပေးသွားတယ်။ဘာကြောင့်အနာပေးလဲ။ဒီပွဲကိုအပြည့်အဝအာယုံစိုက်ထားတဲ့အတွက်ကြောင့်အနာပေးတာပါ။အဲဒူမော်ရက်စကိုင်းစိတ်ထဲမှာလည်းကျွန်တော်တို့ ਨੇ ထပ်တူညီတဲ့ခံစားချက်မျိုးရှိမယ်လို့ထင်တယ်။ဘာစလိုနာနဲ့ပွဲကိုအားခဲထားမှာပါ။ပြောချင်တာအာစနယ်နဲ့ပွဲရှိပေမဲ့ဆိုတော့အခြေအနေကိုထက်ထွက်စရာမလိုဘူးပြောချင်တာ။အာစနယ်နဲ့ပွဲကအာစနယ်နဲ့တွေ့တဲ့အချိန်ကြမှာပဲအဆင်ပြေတယ်လို့သူတို့ကစားမယ်။နံပါတ်1အရေးကြီးဆုံးကဘာစလိုနာကိုကျွန်တော် ကျင်နာခဲ့ခဲ့မယ်လုံးဝမရှုံးအောင်ကစားမယ်နိုင်ဖို့ဘာညာကတော့ပြောဖို့ခက်ခဲတယ်လက်ရှိအချိန်မှာလည်းဘာစနာကပိုကောင်းတဲ့အတင်းတင်းဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ရအသာစီးနဲ့ကစားမယ်ဘာညာကတော့အတိအကျကြီးပြောလို့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်လုံးဝမရှုံးဖို့လိုတယ်အဲ့ဒါတော့သိကြတယ်တစ်ဖက်ကဘာစနာခုနောက်ဆုံးကစားခဲ့တဲ့လာလီဂါပွဲစဉ်မှာသူတို့နိုင်ပွဲတစ်ပွဲရခဲ့တယ်ရီယယ်မက်ဒရီနဲ့တမက်ကွာအချိန်နေနဲ့နောက်ကတောက်လျှောက်ဖိအားပေးနေမယ်ဒီနေ့ဘာစီလိုနာကလည်းပြီးခဲ့သောဘောလုံးရသည်ကဘာစလိုနာလောက်အားကောင်းမောင်းတဲ့အချိန်မှာ ရှိမနေတော့ဘူး။ဒါမဲ့လည်းတူးချင်းတယောက်ချင်းဆွမ်းဆောင်ရင်ပိုင်းကောင်းတဲ့ကစားသမားတွေဒုနဲ့ဒေးလာမာစီယာကြီးကိုဘာစလိုနာဖင်ခုထိုင်ထားသူတွေသူတို့မှကစားသမားကောင်းမြောင်များတော့ပေါ်နေအောင်ပါပဲ။ဖာမင်လိုဘတ်ကြီးဂျွတ်ထွက်နေတာပဲ။လမင်ယမဲလ်ဂျန်နက်ဂျန်နက်လာမာစီယာအတွက်ကစားသမားတွေလည်းအများကြီးထဲဆော့လို့ရတယ်။သူတို့ကူ B3 မပါဘူး၊ဂျာဗီမပါဘူးဆိုရင်ပဲပြဿနာမရှိဘူး။ကာသာတို့နဲ့ထဲဆော့မလား။ဖရန်ကီးဒီယောင်နဲ့တွဲဆော့မလား။နီးပြကလည်းဟန်စီဖလစ်လိုအရှိသေးပိုင်းအမြင့်နဲ့နီးပြဖြစ်တယ်။အဲ့တော့ကြောင့်ဘောဘိုဆက်ရှင်အသာသေးယူပြီးချယ်ဆီကို ကစားလာနိုင်မှာတော့တေးကြတယ်ဒါပေမဲ့ဘောပိုဇီရှင်အတာကြီးယူမြူချဲစီတို့เนาะတခြားသောပရီးမီးယားလိဂ်ကလပ်တွေတို့ကအာယုံထဲမှာတိတ်မရှိတော့ဘူးပရီးမီးယားလိဂ်ကလပ်တွေရဲ့အထာကတမျိုးတည်းပဲ reset ပဲဦးတည်တော့တာအဲ့တော့ကြောင့် numerical advantages တွေများတာနဲတာဒီတိတ်ပြတနာရှိမနေဘူးအရှင်ခစ်တုံးရလိုမျိုးဘာစနာရဲ့ဒီကိန်းကနေအချက်လက်တွေကိုကြည့်ပြီးတော့ကြောက်နေတဲ့ခစ်ကကုံသွားခဲ့ပြီဗျာ ဘောလုံးရဲ့ချိန်ခွင်ရှာပြောင်းသွားပြီပေါ့နော်အဲ့တော့ကြောင့်ပရီးမီးယားလိမှာပက်ဂွာရီယိုလာရဲ့တချို့သောအတွေးခေါ်ပိုင်းတွေတောင်ပြောင်းလဲစားပြုတ်လာပြီကျွန်တော်ဒီပိုင်းတွေကိုဘာကြောင့်အကုန်ထည့်ပြီးဆွေးနွေးလဲဆိုတော့အကုန်လုံးကတတ်ဆိုင်နေလို့ဘာစနာဒီနီးပြအဆက်ဆက် ပိုဒက်ရှင်ကိုအတာသီးယူပြီးကစားတယ်အတင်းတင်းအခုလည်းပိုဒက်ရှင်ကိုအတာသီးယူပြီးကစားအောင်မှာတကယ့်တခါတော့လည်းမျိုးမော်ရီညိုတုံးခဲ့တဲ့ဘတ်စကာခွက်နဲ့ပိတ်ဆော့မယ်ဘာညာဆိုတဲ့ပုံစံမျိုးမရှိတော့ဘူးပိုဒက်ရှင်ယူထားတဲ့အတင်းတွေကိုဘလို့အာယုံနောက်အောင်ဆော့မလဲဆိုတော့ကောင်းသွားနားလေသဘောပေါက်တဲ့အတွက်အဲ့ဒီအပိုင်းဒီမှာချက်စီးသည့်အာသာချက်တွေဖြစ်လာနိုင်တယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ပလေယာတဦးတယောက်ချင်းစီဘိုင်းမှာဘာစနာကလမင်ညမ်မတို့အဝေးကနေလန်ကက်ဖျုံနဲ့မချယ်စီရဲ့အားနဲ့နေတဲ့ခန်းစစ်နောက်တန်းနဲ့ဆိုရင်တော့ယင်တမမနဲ့ကြည့်ရမယ်အခြေအနေမျိုးကျွန်တော်တို့ခန်းစစ်ကစားပုံ စိတ်မချသေးဘူးတော့ဘန်လင်ကိုဂိုးမပေးခဲ့ရဘူးဆိုရင်မဲ့ဂိုးပေးရမယ့်အခွင့်အရေးတွေအများကြီးရှိခဲ့တာပွဲစဉ်အစဆုံးကြည့်ရင်တော့သိလိမ့်မယ်ကျွန်တော်ဖလမ်မင်းပေါ့နော်ဝမ်ပိုင်ဝမ်ရတဲ့အလုံးကြီးမိုးပေါ်ထောင်ကန်လိုက်လို့နှမသူဝမ်ဝမ်ဆိုတဲ့အကွက်မျိုးတွေဖြစ်အောင်မယ်ရောဘတ်ဆန်ချက်လူမားပေးတာတွေကရှိနေသေးပဲအဲ့တို့ကြောင့်ဟန်စီဖလစ်ရဲ့ဟိုက်ပရက်စ်တီအောက်မှာဗျာများဖို့ရှိတယ်ဘာဆူနာမှာလည်းအားသာချက်တွေတော့အများကြီးပဲဗျကျွန်တော်ဒီပွဲစဉ်ကိုလည်းအရင်ခစ်တွေတုန်းကလိုမျိုးပဲစိတ်ဓာတ်ကိုအရင်ခံပြီးကစားဖို့ပဲရှိပါတယ်ခင်ဗျ ဲ့တော့ဒီနှစ်သင်းရဲ့ head to head ထိတိုက်တွေ့ဆုံမှုတွေကိုကျွန်တော်ပြောပြခြင်းတယ်။ဟိုးရင်ခစ်တွေကိုတော့ဖယ်လိုက်မယ်။နောက်ဆုံးတွေ့ဆုံခဲ့တဲ့ Champion League နှစ်ချိန်ကိုပဲကျွန်တော်ပြောမယ်။အဲ့ဒီနှစ်ချိန်လုံးကရှုံးထွက်အဆင့်တွေမှာတွေ့ခဲ့တာပါ။ 2012ချန်ပီယံလိဘူဆွဲတဲ့အချိန်တုန်းကကျွန်တော်တို့ဒီအိမ်ကွင်းမှာ1-0နဲ့နိုင်ခဲ့ပြီးတော့အဝေးကွင်းမှာ2-2ဆိုတဲ့တရားလက်ရခဲ့ပါတယ်။ဂျားထဲမှာတော့ club friendlies တွေ champion cup တွေတော့ရှိမယ်။ဖယ်လိုက်တော့အဲ့တော့ champion league ကိုပဲဆက်သွားမယ်။2018မှာတော့ Chelsea ကအိမ်ကွင်းမှာ1-1တေကစားခဲ့ပြီး Barcelona ကသူ့ရဲ့ new camp မှာ3-0နဲ့အနိုင်ရခဲ့တယ်။အဲ့အတွက်ကြောင့်နောက်ဆုံး နှစ်ချိန်ဇက်တိုက်တကယ်ပြိုင်ပွဲအသွင်တံချန်ပီယံလိမှာ Stanford Bridge ကွင်းမှာလာရောက်ကစားတဲ့အခါတိုင်း Barcelona သည်ရလက်ကောင်းလေးမရှိဘူး1-1 1-0ဆိုတဲ့ရလက်တွေကြီးပဲရရှိထားပါတယ်ဟတ်တူဟတ်အရာ Chelsea အသင်းသည် Barcelona ကိုအတားစီရနေတယ်လို့နောက်ပိုင်းခုနှစ်တွေမှာပြောနိုင်ပါတယ်ခင်ဗျနောက်ထပ်တစ်ပိုင်းက Chelsea အသင်းရဲ့လက်ရှိ current form နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်6ပွဲမှာသူတို့တပွဲပဲရှုံးထားတယ်အဲပွဲစဉ်က Sunderland ကိုရှုံးတဲ့ပွဲအင်ကွင်းကြီးမှာရှုံးတာ ကျန်တဲ့ပွဲတွေမှာတော့တပွဲပဲတည်ကြရတယ်။ကွာရာဘက်ကိုတူးတူးတည်ကြတဲ့ပွဲဖြစ်ပြီးတော့နောက်ဆုံးပရီးမီးယားလိနှစ်ပွဲဆက်အနိုင်ရထားပါတယ်။အဲ့ဒီပွဲတွေမှာလည်းပေးကိုလုံးဝမရှိခဲ့ပါဘူး။ဝူဗန်ဟန်တန်နဲ့ဘန်လီတို့ဖြစ်ပါတယ်။တကယ်တော့တော်တင်ဟော့စ်ပါပွဲပါပွဲဆက်အားလုံးထက်ထွက်လိုက်မယ်ဆိုရင်၃ပွဲဆက်တော့ပေးကိုမရှိခဲ့ဘူး။ဒါပေမဲ့စပါးကလွင်ကျန်တဲ့အသင်းနှစ်သင်းကချယ်ဆီအတွက်တိတ်ပြီးတော့အစိတ်မရှိတဲ့အသင်းမျိုးတွေဖြစ်နေတာလေကျွန်တော်ထက်ထွက်ရပါလိမ့်မယ်။ ဘာစလိုနာရဲ့နောက်ဆုံး6ပွဲသက်ရလဒ်ကလည်းချယ်ဆီနဲ့တော့ပုံစံချင်းသွားတူတယ်တပွဲတည်းတပွဲရှုံးပြီးတော့ကျန်တဲ့၄ပွဲလုံးအနိုင်ယူခဲ့ပါတယ်သူတို့ရှုံးခဲ့တဲ့ပွဲတွေက Real Madrid ကို2-1နဲ့ရှုံးခဲ့တဲ့ပွဲရဲ့ Club Brugge ကို3-3တည်ကြခဲ့တဲ့ပွဲဖြစ်ပါတယ်အသင်းကောင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒီ Barcelona အနေနဲ့ရှုံးခဲ့တဲ့ပွဲတွေကတော့အနည်းငယ်လက်ခံလို့ရပါတယ်ဒါပေမဲ့တစ်ခုထူးခြားတာက Barcelona ဒီတောက်လျှောက်ပေးကိုးတွေများလျက်ရှိပါတယ် အဲ့ဒီနောက်ဆုံး6ပွဲမှာဘာစနာရဲ့တိုတယ်ဂိုးတွေကအကုန်လုံး over ဖြစ်ခဲ့တာတော့သတိပြုရပါလိမ့်မယ်ဒီနှစ်ဘောလုံးရာသီမှာဘာစနာကပလိုင်းပေါက်နဲ့ဖားကောက်နေရင်ပဲသူတို့ကဖားကိုတော့ရအောင်ကောက်မှာပဲပေါက်ချင်တဲ့အပိုင်းပေါက်ဆိုတဲ့ပုံစံမျိုးတွားတဲ့အတွက်ကြောင့်ကျွန်တော်ကဒီပွဲတွေမှာတိုတယ်ဂိုး over လေးကိုတော့ပို့ပြီးသဘောကျတယ်အဲ့တော့နောက်ဆုံးအနေနဲ့အာရှရဲ့အစောပိုင်းအကြောပေးမှုတွေနဲ့အတူကျွန်တော်ရဲ့အကြိုက်ကိုရွေးချယ်ပေးချင်ပါတယ်ထူးကြပါတယ်အာရှရဲ့အကြောပေးမှုရချယ်စီကတည်ရတဝက်ရှုံးဆိုတဲ့အကြောပေးမှုပြန်ပေးထားပါတယ် ပွဲနာနေရင်တော့တဒဲလောက်အကျော်ပေးမှုပြောင်းသွားနိုင်တယ်။ချယ်ဆီတည်ရအပြည့်ရှုံးဆိုတဲ့အကျော်ပေးမှုပေးဖို့ဆိုတာတိတ်ပြီးတော့မလွယ်ဘူး။တကယ်တမ်းလည်းတည်ရကြဖို့များတယ်ပွဲစဉ်တစ်ပွဲပါ။ကျွန်တော်ကတော့တူတယ်ကိုအများနဲ့တည်ရပွဲဖြစ်သွားနိုင်တယ်လို့တော့ထင်တယ်။ချယ်ဆီတင်းရဲ့တိုက်စစ်ပိုင်းမှာလည်း SD Vaughn တို့လိုဂနာချိုတို့လိုနက်တိုတို့လိုတွားဂျုံအားကောင်းတဲ့ပလေယာမျိုးတွေပါတယ်။ဘာစနာရဲ့ခံစစ်ကလည်းယုံကြည်ခြင်းစရာမကောင်းတဲ့အတွက်ကြောင့်ချယ်ဆီရဲ့အတွင်းကိုတွေကို ခွင့်ပြုရဖို့ရှိတယ်။ထို့နည်းတူပဲ Chelsea ရဲ့ခံစစ်ပိုင်းကလည်းရွှေရင်းနေတဲ့အတွက်ကြောင့် Barcelona ရဲ့သွင်းကိုတွေကိုခွင့်ပြုရဖို့ရှိတယ်။ကျွန်တော်ကတော့ဂိုးရက်နဲ့နေကိုရနေတယ်။တိုတယ်ကိုက၃လုံးအပြည့်ရှုံးဖြစ်တဲ့အတွက်ကြောင့်ကွက်တိပါပဲ။ဒီတိုတယ်ကိုမျိုးဒီတိုတယ်ကိုအချိန်မြွေး over သွားနိုင်ပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်ရဲ့လုံးဝအကြိုက်ကတော့တိုတယ်ကို over ဖြစ်ပါတယ်ခင်ဗျာ။